တီဘောမြို့ဟာဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေထဲမှာအစဉ်အလာကြီးတဲ့စော်ပွားများနန်းဆိုင်ခဲ့ရမြို့ဖြစ်ပါတယ်။ဒုထဝရီခေါ်မြင့်ငယ်မြစ်ဟာတီဘောမြို့ကိုကြွေဝိုက်စည်းစင်းသွားကမြေကမ်းပေပေ1950မြင်သောမြေပြန့်လွင်ပြင်မှာမြို့တည်ထားတာကြောင့်တာယာလှပပြီးမြို့လူဦးရေအများစုဟာဗုဒ္ဓဘာသာရှမ်းလူမျိုးတို့ဖြစ်ကြပါတယ်။အုံမောင်စော်ပွားကအုံမောင်ကနေတီဘောကိုပြောင်းရွှေ့နန်းဆိုင်ခဲ့ပြီးတီဘောလို့ခေါ်ရတဲ့အကြောင်းရင်းကတော့ဟော်နန်းတိဆောင်မဲ့နေရာကိုမြေတူးဆွားတဲ့အခါဗရမများတလုံးပေါ်ထွက်လာတဲ့အတွက်ရှမ်းဘာသာ ဆိုင်ပေါ်လို့ခွန်ရကနေခေကာလရွေလျားလာတဲ့အခါစီပေါ်တီပေါ်ဆိုပြီးပြောင်းလဲအတန်ထွက်လာကြပါတယ်။တီပေါ်မြို့ဟာ1962ခုနှစ်မတ်လ2ရက်နေ့အထိရှမ်းစော်ဘွားများအစင်ဆက်အုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။တီပေါ်မြို့ဟာတီပေါ်ရဲ့နောက်ဆုံးစော်ဘွားနဲ့နောက်ဆုံးမဟာဒီဝီတို့ဆန်ခဲ့ကြရာဟွန်နန်းကြောင့်ပိုပြီးထင်ရှားပါတယ်။တီပေါ်ဟွန်နန်းကိုနိုင်ငံခြားခရီးသွားများကလည်းအလွန်စိတ်ဝင်စားနဲ့လာရောက်လဲပတ်လည်ရှိကြပြီးပြည်တွင်းခရီးသွားတွေလည်းလာရောက်လဲပတ်ကြပါတယ်။ Twilight Obama မှာစာအုပ်ကြောင့်တီဘောဟွန်နန်မှာဆိုင်ခဲ့ဘူးကြတဲ့တီဘောစောဘွားဆက်ကြဆိုင်နဲ့ Australia နိုင်ငံသူမဟာဒီဝီရိုရဲ့လွမ်းမောပွဲအချစ်ဇလန်းဟာကဘာကျော်ပါတယ်ဒီစာအုပ်ကို1994ခုနှစ်မှာတီ